ဟုတ်ကဲ့ပါကျွန်တော်ဒီမြန်မာ National League Cup 2025ဒါပွဲစဉ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါအောက်စု C ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ချင်းလန်းအသင်းနဲ့ရခိုင်ပြည်နယ်တဲ့အသင်းတို့ရှင်းမြန်ကစားသွားမယ့်ပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကိုတော့ကြာအနေနဲ့စတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါဦးခင်ဗျာအဲအရင်ဆုံးပေါ့နော်ကျွန်တော်ချင်းလန်းကိုကြည့်မယ်ဆိုရင်ချင်းလန်းအနေနဲ့ထပ်ပြီးတည်ကြလို့မရတော့ဘူးအောက်စုတက်ချင်တယ်ဟေ့ဆိုရင်ဒီလက်ချန်နှစ်ပွဲလုံးနိုင်မှရခိုင်နဲ့ပွဲလဲနိုင်မှနောက်ဆုံး glory နဲ့ glory ကိုနဲ့ပွဲလဲနိုင်မှရမယ်သူရှေ့ကစားခဲ့တဲ့နှစ်ပွဲစလုံးမှာတော့နှစ်ပွဲစလုံးတည်ကြတာတွေ့ရတယ်ပေါ့နော်အဲ့တော့ချင်းလန်းအနေနဲ့ အောက်စုတက်ချင်တဲ့ဟိဆိုရင်လက်ကြံတစ်ပွဲလုံးနိုင်ရမှာပေါ့ဒါဒါအချင်းလန်ဘက်ကပါဒါရခိုင်ယူနိုက်တက်အသင်းဘက်ကိုကြည့်မယ်ဟိဆိုရင်ရခိုင်ယူနိုက်တက်အသင်းကလည်းဒါသူ့အနေနဲ့အလားတူပဲပေါ့နော်ချင်းလန်းလိုပဲအလားတူပေါ့နော်သူ့အနေနဲ့ရမှတ်လေးမှတ်ရထားတယ်အချင်းနေအချင်းနေကောင်းနေရှိတဲ့အတွက်သူ့အနေနဲ့သူကလည်းဒီဘွဲမှာနိုင်မှရအောင်ရမယ်ဘာလို့လဲဆိုတော့ तू ကအုပ်စုနောက်ဆုံးဘွဲကိုကြီးမယ်ဟဲ့ဆိုရင် ISP နဲ့ကစားရမယ်ဘာဖြစ်ချင်းလန်းထက်စာရင်နည်းနည်းလေးပွဲကျက်တယ်လို့ပြောရမယ်ချင်းလန်းက glory goal နဲ့တွေ့တယ်ဆိုတော့ဒါ D2 ကကလပ်တင်းဆိုတော့နည်းနည်းလေးရခိုင်လောက် မကြက်ဘူးပေါ့နော်အဲ့တော့ရခိုင် United အသင်းအနေနဲ့ဒီဘွဲမှာလည်းညှစ်ကြမယ်ဒါ ISP နဲ့ပွဲလည်းထပ်ညှစ်ရမယ်ဆိုတော့အဲ့တော့ဘလိုပဲဖြစ်ဖြစ်ရခိုင်အသင်းအနေနဲ့လည်းမှတ်ရထားဖို့လိုတယ်ပေါ့နော်အဲကျွန်တော်ထင်ပါတယ်ချင်းလန်းအသင်းအနေနဲ့သူအနိုင်ရဖို့ရထားမှအုပ်စုတက်နိုင်မှာဖြစ်တဲ့အတွက် သူအနေနဲ့အပြေအဝစူးစမ်းမယ်လို့ထင်တယ်ရှင်းလန်းသိရဲ့ကစားပုံကိုကျွန်တော်တို့တချို့ကစားပုံကိုကျွန်တော်တို့ကြည့်မယ်ဟဲ့ဆိုရင်တောင်မန်ကဟိုဟိုတိုက်စစ်သွားတဲ့လမ်းကြောင်းလေးတွေကတော်တော်လေးမြန်လာတွေ့ရတယ်ပေါ့နော်ဒါကတော့ရခိုင်ယူနိုက်တက်သင်းအနေနဲ့ဒါရှင်းလန်းသင်းကိုတတိထားကျင်စရာပေါ့နော်ရခိုင်ယူနိုက်တက်သင်းကတော့အဲအတွေ့အကြုံရှိတဲ့ကစားသမားကောင်းတွေကြီးပဲဒါလိကတ်မှာသူအနေနဲ့တကယ်ကိုအားပြည့်အိမ်ပြည့်ခေါ်ထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ ကြည့်ကောင်းမဲ့ပွဲကောင်းတစ်ခွဲပဲဗျာအဲကိုဖို့မင်းကကျွန်တော်နဲ့ထပ်ပြီးတော့မတူညီတဲ့ဟိုသုံးသက်ချက်လေးတွေပြောပြပြီးပါအောင်ဗျာဟုတ်ကဲ့ပါအာနောက်ထပ်ဒီပွဲစဉ်တစ်ပွဲကတော့ချင်းလန်းနဲ့ရခိုင်နဲ့တင်းတို့အထိတ်တွေဆိုတဲ့ပွဲစဉ်ဖြစ်တယ်အာချင်းလန်းသင်းရဒီလက်ရှိဒီ league ကမှာကစားနေတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့လည်းသူတို့အသင်းကို appreciate လုပ်ချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒါ university အသင်းလိုပဲလက်ရှိမှာဆိုလို့ရှိရင်နှစ်ပွဲကစားပြီးတော့ကြတော့ရက်လက်ကောင်းတစ်ခုကိုဟိုပိုင်ဆိုင်ထားရလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူကစားထားတဲ့အနေအထားတစ်ခုကဟန်တောက်လေး united အသင်းကိုလည်းတေးချထားတယ်စားထားနေတယ် sv အသင်းကိုလည်းနှစ်ခု ဒီသေးကြအောင်ကစားထားနိုင်တယ်ပေါ့နော်ဒီအသင်းတွေကဒါမြန်မာ nationally one club အသင်းတွေဖြစ်တဲ့ဒီအသင်းတွေကိုဒီအကြအောင်ကစားထားနိုင်တယ်ဆိုတာကဒါချီကျူးရမယ်နေတာတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ်အာခုနကကိုတော့ကြာပြောသလိုမျိုးပဲဒါနောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်တော့ချင်းလန်အသင်းကဒီလက်ရှိသေးရလက်တွေနဲ့ ဟိုမလုံလောက်တော့ဘူးဟုတ်ပါတယ်လက်ချင်မရတော့ဘူးနိုင်ဝဲဆရမှာဖြစ်တော့နိုင်ဝဲဆရမှာဖြစ်တော့မယ်ဟုတ်ပါတယ်အာပလီယာအနေနဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်ခုနကပြောဆိုမျိုးပဲဒီတောင်မန်နေရာသူ့အနေနဲ့သွားတာတော်တော်လေးမြန်တာတွေ့ရတယ်ဒီပြီးခဲ့တဲ့ဒီပွဲဒီမှာဆိုလို့ရှိရင်ဒီမိုဟာမက်တို့တိုက်စစ်ကလှဖို့ဦးတာအင်းသက်ချိုးလို့ဒီကစားသမားတွေဆိုလို့ရှိရင်လည်းတော်တော်လေးမြန်တာတွေ့ရတယ်အာဒါပေမဲ့တစ်ဖက်မှာရခိုင်ယူနိုက်တက်အတင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီရခိုင်ယူနိုက်တက်အတင်းက ပြီးခဲ့တဲ့ဟန်တာဝင်းရက်တဲ့တင်းတဲ့ပွဲစမှာဆိုလို့ရှိရင် PPC ကစားပြီးတော့ကြတော့အာသူတို့အတင်လည်းပဲဒီတောင်ပန်တွေကတော်တော်လေးမြန်တာတွေ့ရတယ်။ဒီညာချမှာဆိုလို့ရှိရင်ခင်ချော်ဝင်းတို့ဒီပြဲချမှာဆိုလို့ရှိရင်စီသူအောင်တို့ဒီကစားသမားတွေကဖြတ်တင်ဘောတွေနဲ့အာဒီပြဲပြဲအတင်းကိုချိတ်ချောက်ပြီးတော့အာကစားချင်းကပ်ပြီးတော့ကစားတာတော်တော်လေးတွေ့ရတယ်။ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒီ online ဝင်းတို့ရှိနေတာတွေ့ရတယ်ပေါ့နော်။ဒီကွင်းလယ်ပိုင်းကိုတစ်ချက်ဒီချင်းလန်အတင်းတွေသတိထားပြီးတော့ကစားရမယ်။ ါပေမဲ့တိုက်စစ်ပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါရခိုင်ရက်တဲ့တင်ကခင်ချုံဝင်းဆိုလို့ရှိရင်ဒါခြေဆွဲပြောက်ကိုးတွေ၅ခုသုံးတရပြေးရတယ်ဒီကစားသမားကိုလည်းဒီချင်းလန်အသင်းအနေနဲ့ထိထားပြီးတော့ကျွန်တော်ထိချုပ်ကစားနိုင်ဖို့လိုအပ်တယ်ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒါချင်းလန်အသင်းအနေနဲ့ရခိုင်အသင်းကိုအခွင့်အရေးတွေပေးသွားနိုင်တယ်ဒေတာတခုတော့ရှိတယ်ဘာပဲဖြစ်ဖို့ဒီပွဲစဉ်က lead 2အသင်းနဲ့ lead 1အသင်းထိတဲ့တွဲဆုံတဲ့ပွဲစဉ်ဖြစ်တယ်ဘာပဲဖြစ်ဖို့တကယ်ကိုအကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ